ကျမတို့ဒီနေ့အင်တာဗျူးအစီအစဉ်မှာတော့ဒီကြားနာပွဲရဲ့ထူးခြားချက်ကဘာဖြစ်မလဲ Camp Center ကြီးနဲ့ပတ်သက်ပြီးတော့เนาะဒီဟိုနေပြီးတော့ ਨੇ ဒီ Camp Center ကြီးနဲ့အဆက်အသွယ်ရှိတယ်ဆိုတော့ဟိုကျွန်တော်တို့ဒီကအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ကကာကွယ်ရေးအထူးเนาะလေ့လာတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူတို့ဒီတယ်လီဖုန်းဆက်တာတွေเนาะအဆက်အသွယ်လုပ်တာတွေအဲ့ဒါတွေအကုန်လုံးကိုသူက geo positioning ဆိုတာเนาะဘယ်နေရာနေစတယ်ဘယ်နေရာဆုံးတယ် ။နော်အဲ့တော့ဒီကိုတို့ကဟိုပတ်သားထားပြီးတော့ဟိုစိတ်ကြံလို့ရတယ်။ဒါတော့တို့တွေကဒီနေ့ပြီးတော့လေဒီကြက်ဖြတ်နော်နေရာတွေနဲ့ကတည့်ရအဆက်အသွယ်ရှိတယ်လို့ဘာလို့တို့တက်တဲ့အထောက်အထားရှိတယ်လို့ပြောနေကြတယ်ကြာ။ အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာဆရာဦးချင်းရွှေရဲ့အလွန်အရေးကြီးတဲ့တုံးသက်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လိမ့်လေခံရသူအမေရိကန်နိုင်ငံသားတွေစီကဒေါ်လာဘီလီယံချီတဲ့ငွေကြေးတွေဟာနိုင်ငံဖြတ်ကျော် ရာဇဝတ်ခိုင်းတွေကနေတဆင့်စစ်အာဏာရှင်ရဲ့အိတ်ကတ်သေးကိုရောက်နေတယ်လို့ မေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာထောက်ပြခဲ့ပြီးနောက်ပိုင်းအမေရိကန်ကမြန်မာပါဝင်၃နိုင်ငံကိုအထူးပြစ်မှတ်ထားနှိမ်နင်းရေးအဖွဲ့ဖွဲ့လိုက်တာဟာစစ်တပ်အတွက်အကြီးမားဆုံးဖိအားဖြစ်လာခဲ့ပါတယ်။ဆရာဦးချင်းရွှေရဲ့အတိတ်ကစိတ်ဝင်စားစရာအချက်ဖြစ်တဲ့နေပြည်တော်နဲ့ကြားဖြန်ကြားကလှုပ်ဝက်ဖုံးဆက်သွယ်မှုကွန်ရက်အသေးစိတ်တွေကိုအမေရိကန်ကရထားပြီးဆိုတဲ့အကြောင်းအရာကိုပါမိမောက်ထုတ်ပြသွားမှာပါ။အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ပြခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့က American Congress နိုင်ငံသားရေးရာကော်မတီမှမြမရေးနဲ့ပတ်သက်တဲ့ကြားနာပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ဒီကြားနာပွဲအတွက်ပေးထားတဲ့ခေါင်းစဉ်ကတော့ထွက်ပေါက်မရှိတဲ့မဟာဗျူဟာမြမနိုင်ငံရဲ့အဆုံးမရှိတဲ့အကြက်အတဲနဲ့ American ရဲ့ကန့်သက်ထားတဲ့ရွေးချယ်ပိုင်ခွင့်များလို့အမည်ပေးထားပါတယ်။ American အစိုးရအနေနဲ့ရွေးချယ်ပိုင်ခွင့်ရှိပေမဲ့ကိုကိုကိုပြန်ပြီးကန့်သက်ထားတဲ့ကန့်သက်ချက်တွေရှိနေတာဟာအလုံးမဖြစ်ဘူးလို့ဆိုလိုချင်ပုံရပါတယ်။ ဒီကြားနာပွဲရဲ့ထူးခြားချက်ကတော့ရခင်ကာလတွေကလုခဲ့တဲ့အခြားသောကြားနာပွဲတွေနဲ့မတူဘဲတမူထူးခြားနေပြီးတော့မြန်မာနိုင်ငံအတွင်းမှာကြုံတွေ့နေရတဲ့ပြိပခါတွေရဲ့အထူးအကြောင်းရင်းတွေကိုခရီးစစ်တွင်ကြဆွေးနွေးသွားတာမျိုးဖြစ်ပါတယ်။ဒါ့အပြင်အမေရိကန်ရဲ့မြန်မာနိုင်ငံပေါ်မှာချမှတ်ထားတဲ့လက်ရှိမူဝါဒဟာတွေဟာအောင်မြင်မှုရှိမရှိနဲ့အဲ့ဒီအတွက်ကောင်းမွန်တဲ့မဟာဗျူဟာတွေချမှတ်ဆောင်ရွက်ဖို့အရေးတကြီးလိုအပ်နေတဲ့အကြောင်းဆွေးနွေးပြောဆိုသွားတာလည်းတွေ့ရပါဗျ မြမရေးနဲ့ပတ်သက်ပြီးအခုလိုမဟာဗျူဟာကြကြလှုပ်ဆောင်မှုလိုအပ်နေပြီဆိုတဲ့ဆွေးနွေးချက်အပေါ်မှာတော့ပါတီနှစ်ခုစလုံးကတညီတညွတ်တဲ့သဘောတူခဲ့ကြတယ်လို့သိရပါတယ်ကျမတို့ဒီနေ့အင်တာဗျူးအစီအစဉ်မှာတော့ဒီကြားနာပွဲရဲ့ထူးခြားချက်ကဘာဖြစ်မလဲနိုင်ငံရေးအရာဘလောက်အရေးကြီးသလဲစတဲ့အကြောင်းအရာတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့ American ပြည်ထောင်စု LA2M ဖွဲ့ရဲ့စီယုံလှုံ့ဆော်ရေးမှူးဆရာဦးချင်းချွေဖြစ်ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါမင်္ဂလာပါ ဟုတ်ကဲ့ဆရာအဲ့တော့ဟိုကျမတို့မနေ့ကဒါကျင်းပသွားတဲ့ကျောင်းနာပွဲနဲ့ပတ်သက်ပြီးတော့ဟိုမေးစရာလေးတွေရှိလာတာပေါ့ဆရာရဲ့အဲ့တော့ဟိုသူတို့ပြောသွားတဲ့အထက်ထဲမှာဆိုလို့ရှိရင်ဒါကြားဖြန့်ကိစ္စလည်းပါတာတွေ့တယ်ပေါ့လေနောက်ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောသွားတာလည်းတွေ့တယ်ပေါ့နော်နောက်ပြီးတစ်ခါဒီတရုတ်နဲ့စကစားရဲ့အနေအထားတွေကိုလည်းပြောသွားတာရှိတယ်ပေါ့လေတစ်ခါဒီအာဆီယံရဲ့အခမ်းကဏ္ဍနဲ့ပတ်သက်ပြီးပြောသွားတာလည်းရှိတယ်ဆိုတော့ ကျိုကျမနက်နက်တချက်ချင်းသွားလိုက်ရှင်နဲ့ပေါ့ဆရာရဲ့အဲ့တော့ပထမအဆုံးအနေနဲ့ကျမသိချင်တာကဒီကြပြန်နဲ့ပတ်သက်တဲ့အမေရိကန်အစိုးရပေါ့နော်သူရဲ့စိုးရင်ချက်ကဘာဖြစ်မလဲပေါ့နော်ဆရာအဲ့ဒါလေးနက်နက်လောက်ဆွေးနွေးပေးပါလားဒီအခုတော့လောဆွေးနွေးနေတာသူတို့တွေနော်အကုန်လုံးကဒီကြပြန်ကိစ္စကအမေရိကန်ရဲ့ဟို national security ပေါ့လေသူတို့ဒီနိုင်ငံရေးလုံခြုံမှုနိုင်ငံလုံခြုံမှုကိုထိခိုက် တိုင်တယ်လို့သူတို့ယူဆတာလို့အဲ့ဒါကြောင့်ဒီ Democrat ကော Republican ရောနော်နောက်ပြီးတော့ဒီဝင်းကြီးအဖွဲ့ဘက်ကရော Congress ကရောလွတ်တော်ရောဒီဥစ္စာကိုအလေးထားပြီးတော့သူတို့ဆောင်ရွက်နေပေါ့လေဆိုတော့ဆရာတို့ပြောသွားတဲ့အထက်ထဲမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးလည်းပါတယ်ပေါ့နော်ဆက်ဆက်ပတ်သက်ပြီးတော့ပြောသွားတယ်ဆိုတော့အဲ့ဒီပုံမှာရောဆရာအမြင်ကိုနည်းနည်းလောက်ဆွေးနွေးပေးပါအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေ တို့ပထမဆုံးစပြီးတော့အဖွင့်အမာစကားပြောတယ်အမတ်ရန်ကင်မနေစပြီးတော့ဒီ testimony ပေးတဲ့လူပေါ့နော်တက်သေးခံတဲ့လူတွေရောနောက်အဖွင့်စကားပြောတယ်ဒုတိယနော် OME barrel ရောနောက်ပြီးတော့မေးသမျှအမတ်တွေအကုန်လုံးကဒီရွေးကောက်ပွဲကိုယုံကြည်မှုမရှိဘူးအတူအရောင်ဒီရွေးကောက်ပွဲက ်ညီညာရေးရမှာမဟုတ်ဘူးအဲ့တော့လက်မခံသင့်ဘူးအဲ့တော့ဒီအမေရိကအစိုးရအနေနဲ့တရားဝင်ဒီရွေးကောက်ပွဲကိုညှင်းဆန်ပါတယ်ဆိုတာเนาะသူတို့ဒီစာရေးပါထုတ်တဲ့တယ်ပေါ့เนาะအဲ့ဒီလိုတော့ကျွန်တော်တို့နားလည်လိုက်တယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ဒီပေါ့နောက်နောက်တစ်ခုကသူတို့ပြောတဲ့ထဲထဲမှာဆိုလို့ရှိရင်ဒီအမေရိကန်သွားနေတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာသူတို့ထောက်ပြသွားတဲ့အချိန်အခါမှာဒီမြန်မာအရေးနဲ့ပတ်သက်လို့ရှိရင်ဒီအာဆီယံကဒီ5 point consensus နဲ့သွားနေတဲ့အနေအထားတွေကလည်းအလုံးမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပြောသွားမျိုးတွေ့ရတယ်ပေါ့လေအဲ့တော့ကိုလမ်းကြောင်းကိုဖော်မယ်ဆိုတာမျိုးလည်းတွေ့ရတယ်ပေါ့ဒီပေါ်မှာရောဆရာဘယ်လိုနားလဲလဲဆရာအဲ့ဒါလေအဖွင့်စကားစပြောတွေကနော်အမေရိကန်က ကိုပိုင်မြန်မာပြည် policy ရှိတဲ့နယ်ပေါ့နော်အဲ့တော့ဒီလွန်ခဲ့တဲ့၄နှစ်ကျော်အတွင်းမှာကိုပိုင် policy မတွေ့ရဘူးပေါ့ပြီးတော့မှဒီ ASEAN နောက်လိုက်လုပ်ပြီးတော့ဒီဟို5 point consensus နဲ့နော်ပွားနေတာအခု ASEAN ကို defer လုပ်ထားတာပေါ့လေဟိုလက်ဝဲထားတဲ့ဥစ္စာအခုရက်ဒီဘာမှရလာမတွေ့ရသေးတော့သူတို့အကုန်လုံးကတွန်းကြတယ်ဗျာ เนาะဒီတက်တဲ့ခံတဲ့လူတွေရောဟိုဟွာလုတ်တဲ့လူတွေရောဒီအဲမေကွန်းထုတ်တဲ့လူတွေရောအကုန်လုံးကမေကွန်းလည်းထုတ်တယ်အဲ့ဒါကိုတက်တဲ့ခံတဲ့လူတွေကလည်းအဲ့ဒီလိုဖြေတယ်เนาะဟို American policy ကအခုကိုကိုပိုင် policy ရှိတယ်လေကျွန်တော်တို့မှာတခြားရွေးချယ်စရာအများကြီးရှိတယ်เนาะ ASEAN နောက်ကိုလိုက်စရာမလိုဘူးဆိုပြီးတော့သဘောရတယ် ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့ဆရာအနေနဲ့ဆိုလို့ရှိရင်ဘလို့မြင်လဲဆရာဒီကြားနာပွဲကနိုင်ငံရေးရဘလောက်အရေးကြီးတယ်လဲဆရာဆရာဘလို့ယူဆတယ်လဲကျွန်တော်တို့တော့နိုင်ငံရေးအရတော့ခတိုင်းနယ်ဆိုင်အများကြီးတိုးတက်လာတယ်လို့ကျွန်တော်တို့ယူဆတယ်ဗျဘာဖြစ်လဲဆိုရင်အခုကျွန်တော်ဒီကွန်ဂရက်ကို advocate လုပ်နေတာ၄နှစ်ကျော်၅နှစ်နီးပါရှိပြီเนาะဒီလိုဟို hearing ပေါ့เนาะ တခါမှဗမာပြည်အတွက်တီးတန့် hearing ဆိုတာကျွန်တော်မတွေ့လိုက်မိဘူးเนาะ briefing တွေကတော့အများကြီးပဲအဲ့တော့ briefing နဲ့ hearing ကထိအောင်မှုကတော်တော်ကွာတယ်ဗျเนาะ briefing ဆိုတာကိုအမတ်နဲ့တီးလို့ရှိရင်အမတ်နဲ့တီးတဲ့လူကိုเนาะဟိုဒီအခန်းတစ်ခန်းတောင်းပြီးတော့နော်အဲ့ဒီမှာကျွန်တော်တို့လာပြီးတော့နော်ဟိုကျွန်တော်တို့ဟိုတင်ပြပြရစီပေါ့နော် အဲ့တော့ briefing ဆိုတာအကြံပြုတာတင်ပြတာကြာအခုရုံးမှာကျွန်တော်တို့ project တစ်ခုအကြောင်း briefing လုပ်မယ်ဆိုလို့ရှိရင်ဟိုကိုအလို့သမားတွေခေါ်ပြီးတော့เนาะအဒီလိုဒီလိုဒီ project ကတော့ရှိတယ်ခင်ဗျားတို့ဒါလုပ်เสียရလို့တယ်အဲ့ဒီလောက်ပဲเนาะဟိုတရားဝင်သိပြီးတော့မဟုတ်ဘူးဒီဟို hearing ကြတော့ဒီလွတ်တော့ဒီမှာလဲလုပ်တယ်ပြီးတော့မှ ဒီသက်တွေထွက်တဲ့လူတွေကလည်းကြမ်းနေပါလေကြိမ်ရတယ်ပြီးတော့သူတို့ဘာဟိုသက်တွေဟို testimony ပေါ့နော်ဘာတွေအကြောင်းပြောမလဲဆိုတာကိုကြိုတင်ပြီးတော့ရေးပြီးတော့သူတို့ဒီဟိုကြမ်းကြိမ်စာနဲ့တွဲပြီးတော့တင်ထားပြီးတော့အကုန်လုံးစစ်စစ်ပြီးတော့မှအဲ့ဒီမှာပြောသမျှမေးသမျှအကုန်လုံးဟာပြန်နှံဝင်ပေါ့နော်မှတ်တမ်းတင်ထားတယ်အဲ့တော့ဒီဟို hearing လောက်တာညာသောအဖြစ် အဲ့လိုအမှုစီရင်သူတို့ hearing လုပ်တာကျွန်တော်တွေ့တယ်။နောက်ပြီးတော့ဒီအစိုးရဌာနတစ်ခုခုကလုပ်တာကင်တာသူတို့မကြိုက်လို့ရှိရင် hearing လုပ်တာတွေ့တယ်။နောက်ဖြင့်ဥပဒေပြုတ်ဖို့အတွက် hearing လုပ်တာတွေ့တယ်။အဲ့တော့ကျွန်တော်တို့ကဒါကိုယူဆတာတော့တော့မြန်မာပြည်နဲ့ဆိုင်တဲ့အကျိုးရှိတဲ့ဥပဒေသစ်တွေပြုတ်ဖို့လို့ဖြစ်လို့ရှိရင်ဒီဟိုဝင်ကြီးဌာနဌာနတွေကိုတော့နည်းနည်းဟိုသူတို့အကြံပြုတ်ဖို့เนาะတွန်းဖို့ အဲအဲ့ရမျိုးရွေချက်နဲ့လုတ်တယ်လို့ကျွန်တော်တို့ကယူဆတယ်ဟုတ်ကဲ့ဆိုတော့ရာကဆရာရဲ့တွုံးမို့ဆိုလို့ရှိရင်တို့ဟိုပြောတယ်လို့ပေါ့နော်ဟိုအဓိကကဒီ American ရဲ့ဒီ National Security ပေါ့နော်ကုသူ့ကိုဟိုချိမ့်ချောက်လာတဲ့အနေအထားမျိုးဆိုလို့ရှိရင်ဒါကအလုတ်တယ်ဆိုတဲ့သဘောမျိုးလားဆရာအဲ့လိုယူဆသလားဆရာတို့ကဘယ်လိုယူဆသလဲဆက်ဆက်ပတ်သက်နိုင်သလားပေါ့ဒါနဲ့ဟိုဟိုကျွန်တော်ဥပမာပြောမယ်နော်ဟုတ်ကဲ့တွုံးမို့ဆိုတာက တချို့ဥစ္စာတွေကဟိုဒီမှာလွတ်တော်ကဥပဒေပဲပြုတာဟုတ်ကဲ့နော်ဒီဥပဒေတွေအကောင့်ထဲဖော်တာဝင်းကြီးများဌာနအကောင့်ထဲဖော်တာအဲ့တော့ဝင်းကြီးများဌာနကဒီလွတ်တော်ကလွတ်လုတ်ပိုင်ခွင့်ပေးထားပြီးတော့မလုတ်သေးဘူးဆိုလို့ရှိရင်ဒီဟိုလွတ်တော်ကအဲ့ဒီလူတွေကိုစာနဲ့ပေနဲ့ရေးလို့ဖြင့် hearing လုတ်ပြီးတော့တွန်းတယ်နော်အဲ့တော့အဲ့လိုမျိုးပေါ့ဥပမာဆိုလို့ရှိရင် section လုတ်မယ်ဆိုလို့ရှိရင် နော်ဒီ treasury department ဘဏ္ဍာရေးဝန်ကြီးဌာနအလုပ်ပဲနော်အဲ့တော့သူ section လုပ်ဖို့အတွက်ကသမရကသူလုပ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ်နော်အဲ့တော့လွတ်တော်ကနေပြီးတော့ DRA ကိုတော့ sanction လုပ်ပါဗျာဆိုပြီးတော့နော်သူတို့ဒီ treasury department နေအဲ့ဒီဟိုဘဏ္ဍာရေးဝန်ကြီးဌာနကိုသူတို့ကတောင်းဆိုလို့ရတယ်နော်တောင်းဆိုလို့မရရင်နောက်ထပ်ထပ်ပြီးတော့တင်းတင်းမာမာတောင်းဆိုတော့ပေါ့နော်ပြင်းပြထန်ထန်တောင်းဆိုရဲဆိုရင်အဲ့ဒါမျိုး urge လုပ်တယ်ပါညာ အဲအဲ့ဒါမျိုးပေါ့နော်အဲ့တော့ဒီ hearing တွေကအဲ့ဒီကနေစပြီးတော့ဟိုအဲ့ဒီဘက်ကိုတွားနိုင်တာပေါ့နော်ဟုတ်ကဲ့ဆရာဆရာအဲ့ဒါဆိုလို့ရှိရင်ပြီးခဲ့တဲ့သမရဘိုင်ဒန်လက်ထက်မှာကောဒီလိုမျိုး hearing လုပ်ခဲ့တာရှိသလားဆရာကျွန်တော်ကဗမာပြည်အတွက်တက်တက်ဆိုပြီးတော့ hearing ကျွန်တော်မတွေ့ခဲ့ဘူးညဟုတ်ကဲ့ဟုတ်ကဲ့ briefing နေတော့အများကြီးတွေ့တယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီလို စင်းသားစရာဖြစ်လာပေါ့ဆရာရေဟိုနေ့ကတော့ဒီစက်ကောင်စီရဲ့ပြန်ကြားရေးဝင်ကြီးပေါ့နော်ဒီဗိုလ်ချုပ်စမင်းထွန်းပြောတဲ့အထက်ထဲမှာဒီကြားပြန်ကိစ္စလို့ကောင်းစင်တတ်ထားပြီမြဲတကယ်တော့တိထက်နည်းနည်းတဲ့ဒီဟေရင်အာဂျန်နာတွေရှိနိုင်နေဆိုပြီးတော့ပြောသွားတယ်ပေါ့လေဆိုလိုတာကကြားပြန်ကိစ္စဟာကောင်းစင်တတ်လို့ကောင်းလို့ တက်လိုက်တဲ့ပုံစံမျိုးပဲရှိတယ်လို့ပြောရတယ်ပေါ့နော်အဲ့တော့ဒီပေါ်မှာတချို့ကလည်းအာမြန်မာဟာဒီတရုတ်နဲ့အမေရိကန်ကြားထဲမှာပေါ့နော်ဟောဒီဒီဒီ proxy စပွဲပုံစံမျိုးဖြစ်သွားနိုင်တယ်ဆိုတာမျိုးပြောနေတာရှိတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကောဆရာဘလို့မြင်လဲဥမာဆိုလိုတာကမြန်မာအရေးကိုအမေရိကန်စိတ်ဝင်စားလာတာဟာဟာလားစိတ်မဝင်စားပဲဖာတိဖာတာနေတာထက်စားလို့ရှိရင်ပိုကောင်းတယ်လို့ပြောလို့ရမလားဘလို့ယူဆတယ်လဲဆရာ ဒီကြားဖြန့်ကိစ္စကျွန်တော်ဟို Jason Tower တို့ဘာလို့ USIP ကလုံနေတာကျွန်တော်ထင်တယ်ဟိုအနာမသိခင်နေရနော်အဲ့တော့သူတို့ဒီရေးထားတဲ့ report တွေဘာတွေကျွန်တော်တို့တွေ့ဘူးတယ်သူပြောတယ်ဗျာနော်အဲ့တော့အခုမှစတာမဟုတ်ဘူးပြီးတော့ဗမာပြည်တခုတည်းမဟုတ်ဘူးအခု sanction လုပ်တယ်ဥစ္စာတွေက ။ကမ္ဘောဒီးယားလည်းပါတယ်၊လာအိုစ်ကလည်းပါတယ်၊ယူဒီးယားလည်းပါတယ်။နော်။အဲ့တော့ဟိုပမာဒီးယားကြတော့ဒီကျွန်တော်တို့စီကဒီအကြီးဆုံးလေဒီဟို scam center ကြီးနော်။အဲ့ဒါကြီးကကျွန်တော်တို့ဗမာပြည်ထဲမှာရှိနေလို့ ਨੇ တူတယ်။နော်။အဲ့တော့ဒီသူတို့အဓိကကတော့ scam center ကြီးကဒီကလူတွေနော်တော်တော်များများ ့သူတို့ငွေကြေးထိကြိုက်တော့ဟိုအဲ့လိုဟိုပင်စင်စားတွေကိုသူတို့ပင်စင်အကုန်လိန်သွားတာတို့ဘာလို့လေးစုထောက်ဆောင်းထားတာလေအဲ့တော့သူတို့ပြောတာ15ဘီလီယံလောက်ဆိုတော့အခုဗမာပြည်ကငွေဟို American ထိမ့်သိမ့်ထားတာ1ဘီလီယံလောက်ရှိတယ်နော်အဲ့တော့15ဘီလီယံဆိုတာနည်းတဲ့ပတ်စံမဟုတ်ဘူးပြည်တွင်းရေးကိုလည်းတော်တော်ထိကြိုက်လာလို့နော်အဲ့ဒါလုတ်တယ်လို့ယူဆတာ နော်ပြီးတော့မှဒီကြားဖြတ်နေသူတို့မူရစီဝါနေရလဲဆက်သွဲနေတယ်လို့ယူဆတယ်ပြီးတော့အခုကျွန်တော်နောက်ပိုင်း report တွေဖတ်ရတာဒီကြားဖြတ်လုပ်ငန်းတွေစနော်ဒီဟိုကျွန်တော်တို့တောင်းဟိုအမေရိကကဒီစေဝါလုပ်တယ်မွေးရစေဝါလုပ်တဲ့လူတွေရဲ့ငွေကြေးခဝါချဖို့ကနေပြီးတော့စပြီးတော့သူတို့ဟိုကြီးထွားလာတယ်ပြောတယ်အဲ့တော့အခုအမေရိကန်က နော်သမရထရန်ကိုရင်ကိုကဗင်နီဇွေးလားကိုသူတို့အင်မတန်ချင်းချောက်ပြီးတော့သူတို့တင်မောတွေကိုမြုပ်နေတာလေအခုဆိုတင်မောဘယ်နှစင်းရှိလဲကျွန်တော်သေချာသိတာနှစ်စင်းနော်အဲ့တော့အခုဗင်နီဇွေးလားကိုလည်းသူတို့ဒီမူရဲ့စေဝါကိစ္စနော်သူတို့ရရင်ရမရလို့ရှိရင်သူတို့ဟို American ဝင်မယ်ဆိုပြီးတော့ဟို9ရက်ချင်းချောက်ထားတယ်နဲ့တူတယ်ဒီ Monday ကစတယ်နဲ့တူတယ်24ရက်နေ့က အဲ့တော့ဟိုနောက်ွယ်ကနော်အဲ့ဒီနည်းနည်းပါးပါတော့ပါမှာပေါ့ဗျာနိုင်ငံရေးဆိုတော့လေဒါပေမဲ့အဓိကကတော့အဲ့ဒါမဟုတ်ဘူးလို့ယူဆတယ်ဟုတ်ကဲ့ဆရာဆိုတော့ဆရာကျွန်မစဉ်းစားမိတာကအဲ့ဒါဆိုလို့ရှိရင်လွတ်တော်ကသွားနေတဲ့လမ်းကြောင်းပေါ့နော်လွတ်တော်နဲ့အခုအစိုးရနဲ့ကဟိုရီမန့်ချက်တူတယ်လို့ပြောလို့ရတာပေါ့နော်ဆရာဘာဖြစ်လဲဆိုတော့ဒီကြားပြန်ကိစ္စလို့ဟာမျိုးတွေမိုးရစေဝါနှိမ်နှင်း တဲဟာမျိုးတွေကအစိုးရကိုယ်တိုင်ကလည်းလောလောဖတ်ဖတ်လုပ်နေတာမျိုးတွေတွေ့ရတယ်လေဆိုတော့အခုလွတ်တော်ားနေပြီးတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တင်ပြလိုက်တဲ့အခါကျတော့အစိုးရဘက်ကရောဆရာဘလောက်အထိဒီပေါ့ဟိုကင်တွယ်ဖြည့်ချင်းလာနိုင်တယ်လေဒီကိစ္စကိုလေအေးအေးယူဆောင်ရွက်လာနိုင်တယ်လို့ထင်တယ်လေဆရာဆရာအမြင်ပေါ့နော်ဆရာကျောင်းပြန်ကိစ္စကအခုဒီဝင်းကြီးဌာနဘက်ကအရင်ကျွန်တော်ထင်တယ်ပို့တောင်ပြီးတော့ဥနေပြီးတော့ advance ဖြစ်နေပြီးယူဆရမယ် ဘာလို့ဆိုတော့လွတ်တော်ကအခုမှအောက်လွတ်တော်မှာဟိုအဲ့ဒီ Jefferson Street ကသူဥပဒေတခုတင်ထားတယ်အထက်လွတ်တော်မှာလည်းဟိုနောက်တစ်ခုတင်ထားတယ်ဒါပေမဲ့အဲ့ဒီဥပဒေတွေကထွက်မလာသေးဘူးစဉ်းစားတော့မှရှိသေးတယ်အခုဟိုကြံ့ကြံ့ကိစ္စအတွက်ကိုသူတို့ဒီဟို Scam Center Strike Force ဆိုပြီးတော့ဖွဲ့လိုက်ပြီးတော့နော်ဟိုလည်းပါတယ်နော်ဒီဟို Department of Justice နော်တရားရေးဝန်ကြီးဌာနလည်းပါတယ် FBI လည်းပါတယ်ပြီးတော့မှ United States Secret Service လေအဲ့လိုအထူးထောက်လှမ်းရေးเนาะပြုတ်ဝဲထောက်လှမ်းရေးအဖွဲ့လည်းပါတယ်ဆိုတော့တော်တော်ခင်ဗျားမှာမှမြန်မြန်ဆန်ဆန်လုပ်နိုင်အောင်လို့ Task Force တော့မပြောဘူးသူတို့ Strike Force ပြောတာမြန်မြန်လုပ်နိုင်အောင်လို့ဆိုတော့ဒီအစိုးရဘိုင်းဝန်ကြီးဌာနဘိုင်းကတောင်းเนาะတော်တော်ဥနေပြီနောက်ထပ်ထပ်ပြီးတော့ထုတ်မဲ့ဥပဒေတွေကအဲ့ဓာတွေကိုသူတို့ပူအားကောင်းအထောက်ပြုဖို့အတွက်ပဲလုပ်လို့ရတော့မှာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့ကျမဒီညမှာတစ်ခုစဉ်းစားမိတာကျွဲခုရေပါဆိုသလိုပေါ့ဆရာရဲ့အခုအစကစကလည်းရွေးကောက်ပွဲလုပ်ဖို့ကြံနေတယ်ပေါ့ဆရာရဲ့လာမယ့်ဟိုဒီဇင်ဘာမှာတို့ရွေးကောက်ပွဲလုပ်ဖို့လုပ်နေတယ်ဆိုတော့အခုလို့ပေါ့နော်ဒီအောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီမှာကြားနာတဲ့ကိစ္စတွေရောနောက်အမေရိကန်အစိုးရကစပြီးတော့ခြေလှမ်းလှမ်းလာတဲ့ဟာတွေကဘယ်လောက်အထိအဲ့ဒီအပေါ်မှာသွားပြီးတော့တက်ရောက်မှုရှိနိုင်တယ်လဲဆရာဒီ scam center တွေနဲ့ပတ်သက်ပြီးတော့เนาะဒီ ဟိုနေပြီးတော့ ਨੇ ဒီ scam center တွေ ਨੇ အဆက်အသွယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ဗျာဟုတ်တချို့အဖွဲ့တွေအဲ့ဒီ C4ADS ဆိုတာ Center for no Advanced Defense Studies ကာကွယ်ရေးအထူးเนาะလေ့လာတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူတို့ဒီ telephone center တွေเนาะအဆက်အသွယ်လုပ်တာတွေ အဲ့ဒါတွေအကုန်လုံးကို तू က geo positioning ဆိုတာတော့ဘယ်နေရာနေစတယ်ဘယ်နေရာဆုံးတယ်เนาะအဲ့ဒါတွေကိုတို့ကဟိုဟိုပတ်သားထားပြီးတော့เนาะဟို file လုပ်ထားလို့ရတယ်အဲ့တော့တို့တွေကဒီနေပြည်တော်နဲ့ဒီကြားဖြတ်နော်နေရာတွေနဲ့ကတည်းရဲ့အဆက်အသွယ်ရှိတယ်လို့ဘာလို့သူတို့တက်တည်အထောက်အထားရှိတယ်လို့ပြောနေကြတယ်ဗျာဟုတ်ကဲ့ဟောဒီသူဟိုကျွန်တော်တို့ဇီယာလွတ်တော်ကလေနော်ဒီဟို အဲ့ဒီ Jefferson Street တို့ဘာလို့ကအဲ့ဒီလိုဟိုအထောက်အထားတွေကိုတစ်ချိန်လုံးစုဆောင်းနေတယ်ပြီးတော့ FBI ကြတော့သူ့ကိုတရင်ပေးခြင်းပေးလို့ရတယ်နော်အဲ့တော့တရင်ပေးတာတော့မဟုတ်မမှန်တရင်နေလေးများနေမှာဆိုလို့ကျွန်တော်တို့က short တော့ short ခိုင်းရမသူတို့တိတိကျကျတော့ဒီကဟိုလေးလာပြီးတော့နော်ဟိုတိတိကျကျဖြစ်အောင်တော့ထိရောက်အောင်တော့သူတို့လုပ်ကြမဲ့သဘောရှိတယ်အဲ့တော့တရားရေးဝန်ကြီးဌာနပါတယ်ဆိုတာက လူဖမ်းလို့ရှိရင်ယူရီးယားမှာမိလို့ရှိရင်အမေရိကကိုခေါ်လာပြီးတော့အမှုစစ်ဖို့အတွက်ကိုတရားရေးဌာနမှာလုပ်လို့ရတယ်တော့အဲ့ဒါကြောင့်တို့ DRD အကုန်လုံးကိုကျွန်တော်တို့ကဖွဲ့စည်းထားတယ်လို့ယူဆရတယ်လေဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆရာအဆုံးမှာပြောရတဲ့အထက်မှာ FBI ကိုတိုင်ကြားလို့ရတယ်ဆိုတာဆက်သွယ်ပြီးတော့ချိတ်ဆက်ပြီးတော့အကြောင်းကြားလို့ရတယ်တိုင်ကြားလို့ရတယ်ဆိုတော့ဘယ်လိုတိုင်ကြားလို့ရတာမျိုးပြောတာလဲဆရာ FBI က online နေသူတို့ဟို tip line ရှိဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တိုင်ရင်လို့ရှိရင်အဲ့ဒီ tip line ကိုဝင်ပြီးတော့ကျွန်တော်တို့ဟိုရေးတိုင်းရေးလို့ရတာပေါ့ဗျာဟုတ်ကဲ့လို့ရှိရင်အဲ့တော့ဟိုမဟုတ်တာတွေရွေးလျှောက်ပြီးတော့လေသေးသေးမွားမွားတွေတိုင်ရင်တော့မကောင်းဘူးပေါ့အဲ့လိုတကယ်တမ်းထိထိရရဥစ္စာတွေဆိုရင်အဲ့ဒီမှာဒါပေမဲ့သူတို့အဲ့ဒါကိုဟိုစစ်တဲ့လူတွေဘာတွေကလဲသူတို့မှအတွေ့အကြုံအများကြီးရှိတယ်ဆိုတော့လေ တို့ဘယ်ကောင်အလေးထားပြီးတော့လုပ်အောင်မယ်ဘယ်ကောင်အလေးထားပြီးတော့မလုပ်နဲ့ဆိုတော့အဲ့ဒါမျိုးတော့ရှိပါပေါ့နော် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆိုတော့လေဆရာဟိုနေကုန်းချုပ်အနေနဲ့ပေါ့ဆရာအခုမြန်မာနိုင်ငံအတွင်းမှာလည်းအခုကလေဟိုဗာပြည်တွင်းစကလည်းဖြစ်နေတယ်ပေါ့နော်ဒီဖက်မှာလည်းဒီဖက်မှာလည်းတော်လိုင်းအင်အားစုတွေကလည်းရှိတယ်ဒီကြားထဲမှာပဲစကစားရွေးကောက်ပွဲကလည်းအာလုတော်မယ်ဆိုတာမျိုးဖြစ်နေတယ်ပေါ့လေဖြစ်ပြီးတော့တခါတည်းနဲ့နောက်ဟိုတချို့ကလည်းဒါ UN မှာဥကြုံမှုထွန်းနေရကိုပဲပေါ့နော်စကစားဘက်ကအစားထိုးသွားမလားဆိုပြီးဒီလိုစိုးရင်ပူပန်နေကြရမျိုးကြီးလည်းရှိတာပေါ့လေဆိုတော့ဆရာအဲ့လောက်ထိစိုးရင်ဆရာလိုလားပေါ့ဒီလိုဖြစ်လာတဲ့အနေအထားတွေအောက်မှာဆရာဘယ်လိုမြင်လဲအဲ့ဒါလေးကိုနေကုန်းချုပ်ဆွေးနွေးပြ းပါလားဆရာအဲ့တော့အဲ့ဒါကိုကျွန်တော်ဟိုနည်းနည်းဟိုကျွန်တော်ပြောစရာလေးရှိတယ်ဗျာဟုတ်ကဲ့ဒီဆက်ကဆာ lobby တွေနှားထားတယ်ဟုတ်ကဲ့ဒီ lobby တွေကလည်းသူတို့ဒီကအမှတ်တွေချင်းကပ်มาပဲအဲ့တော့မနေ့ရောကတချို့တွေမေးတာနော်ဟောပြောတာတွေကဟောဆက်ဟိုစစ်တပ်နဲ့ဟို တရုတ်နဲ့ကတလောက်ကြီးသဟဇာတာမဖြစ်ဘူးပေါ့နော်တရုတ်ကလည်းစစ်တပ်ကိုလုံးဝမယုံအကုန်ကြိုက်တာမဟုတ်ဘူးတရားရဂိုင်းတော့စစ်တပ်ဘက်ကလည်းအဲ့ဒီလိုပဲသဘောရှိတယ်အဲ့တော့သူတို့မတက်တာလို့ပေါင်းနေရတာမျိုးဆိုပြီးတော့ပြောကြတယ်ပြောကြပြီးတော့အမတ်တယောက်ကမေးတယ်အဲ့ဒါဆိုလို့ရှိရင်အမေရိကန်ကတရုတ်ကိုအစားထိုးလို့မဖြစ်ဘူးလားဆိုတာ ဒါပေမဲ့အဲ့ဒါကိုဟို Stevenson Center Steve Ross ကသူကရှင်းရှင်းလင်းလင်းဖြေသွားတာအခုစစ်တပ်ကရာဇဝေးကောင်ဖြစ်နေပြီနော်သူ့ကိုဒီနည်းနဲ့နော်ဟိုဒိုက်ရိုက်အမေရိကန်နေနဲ့ဆက်ဆံလို့อ่ะမဖြစ်ဘူးအဲ့ဒါကိုသူရှင်းရှင်းလင်းလင်းဖြေသွားတယ်နော်ပြီးတော့ဒီအမ်ဟို shame election နဲ့ပတ်သက်ပြီးတော့เนาะဒီ election ဟိုဒီဟိုဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေအကုန်လုံးလို့လို့ကဒီရွေးကောက်ပွဲကိုလက်မခံဖို့เนาะပြောသွားတယ်အဲ့တော့ဒီရွေးကောက်ပွဲကလုတ်တာเนาะဒီစစ်တပ်ကိုတရားဝင်အောင်လုတ်တာမျိုးဖြစ်နေတယ်အဲ့ဒါမျိုးဖြစ်သွားလို့ရှိရင်သူတရားဝင်သွားလို့ရှိရင်ဒီ scam center တွေကိုနှိမ်နှင်းဖို့ပို့တောင်ခက်သွားမယ်ဆိုပြီးတော့လေ ဲ့တော့ပြီးတော့မှဒီမနေ့က hearing နဲ့တော့သိမ့်ဆိုင်ဘူးညာဒါပေမဲ့အဲ့ဒီဟို USCC เนาะသူကအဲ့ဒီတရုတ်နဲ့ဟို American နဲ့သူတို့ဒီစီးပွားရေးเนาะအဲ့ဒါမျိုးဆက်ဆံမှုတွေဘာတွေကိုလေ့လာတဲ့အဖွဲ့အားသူ July ရဲ့အဲ့ဒီဟို report တခုထုတ်ထားတာရှိတယ်အဲ့ဒီ scam center ရဲ့နောက်ွယ်မှာเนาะတရုတ်အစိုးရဘလို့ပတ်သက်နေလဲဆိုတာလေအဲ့တော့ scam center တွေကတရုတ်အစိုးရနဲ့လည်းမကင်းဘူးဆိုတာလေအဲ့တော့အဲ့ဒါတွေအကုန်လုံးကိုခြုံကြည့်လိုက်လို့ရှိရင်ဒီ scam center တွေကိုတိုက်ခိုက်တာနော်ဟိုတရုတ်အစိုးရကိုတွယ်ဝိုက်ပြီးတော့တိုက်ခိုက်တာမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ငွေကြေးစည်းစိမ်မှုကိုတော့ကိုတကယ်ပိတ်ဆို့နိုင်တယ်ဆိုလို့ရှိရင်တော့ဒီဒေါ်လာရေးအတွက်အကျိုးရှိမယ်လို့ကျွန်တော်တို့ကမြင်တယ်ဗျာဟုတ်ကဲ့အဲဒီနေရာမှာတခုဆရာပြောလို့သွားပြီးတတိယသွားတယ်ဟို ရှင်းချီကျန်းကို တရုတ်ကိုထိုင်းကနေပြီးတော့လွှဲတော့မယ်ဆိုတဲ့အချိန်မှာရှင်းချီကျန်းကသူပြောခဲ့တာရှိရဲ့သူ့ကိုမလွှဲပါနဲ့ပေါ့နော်။ဘာလို့လဲဆိုတော့ तू ကတရုတ်ဆိုးရအတွက်လည်းတချို့လုတ်ပေးခဲ့ဘူးလုတ်ပေးခဲ့တယ်ပေါ့နော်။ဒါကြောင့်မို့လို့သူ့ကိုတရုတ်ကိုပြန်လွှဲလွှဲလို့ရှိရင်သူ့အတွက်က तू तू ရှင်းတမ်းဖို့မလွယ်ဘူးဆိုတဲ့ပုံစံမျိုးပြောသွားတယ်ဆိုတော့ဆိုတော့ဒီအနေထားတွေအကုန်လုံးပေါ့တရုတ်ရဲ့ဒဇိတ်တဒေတာနဲ့ပါဝင်ပတ်သက်နေတဲ့အနေထားတွေအကုန်လုံးကိုဒါအမေရိကန်ကဟိုကောင်းကောင်းသဘောပေါက်နေပြီလို့ယူဆသလားဆရာ။ အဲဒီမှာတော့လေသူတို့ထောက်လိုင်းတပ်ဖွဲ့16ခုတော့ရှိတယ်ပြအဖွဲ့ရလေအဲ့တော့သူတို့တိကြတယ်နော်သူတိတာမှသူတို့တွေကကျွန်တော်တို့ရဲ့တောင်ပိုတိသေးတယ်တချို့ဥစားတွေဆိုလို့ရှိရင်လေအဲ့တော့ဒီ Congress ဘက်ကလူတွေကိုပဲကျွန်တော်တို့ကအဲ့ဒီသတင်းပေးစရာလိုတာလေဘာလို့ဆို Congress ကလူတွေကြတော့သူတို့ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံအကုန်လုံးကဒီသူ့ပေးထားတဲ့ staff 50 60နဲ့အဲ့ဒီအမတ်တယောက်ကမလောက်ဘူးပေါ့နော် ဲ့တော့သူတို့ကတော့နည်းနည်းပါးပါးကူပြီးတော့ရှာပေးတာတို့ဟာတို့လေဟုတ်ကဲ့လို့တင်ပေးတာတို့လောက်တာဝဖြစ်တယ်ဒါပေမဲ့ဒီဟို federal government နဲ့အဲ့လို national security ဟိုအရော council ကတော့သူတို့ဟိုအကုန်လုံးလို့လို့သူတို့တင်းမိခေါင်းမရှိမယ်လို့ဟိုယူဆတာပေါ့လေဟုတ်ကဲ့ဆရာဆရာအဲ့တော့ဒီကုန်းချုပ်အနေနဲ့ဟိုမြန်မာပြည်သူတွေရောဒါနဲ့ပတ်သက်ပြီးတော့ဆရာဗာမ ्या message ပေးခြင်းတလဲဆရာ well ဟိုဗမာပြည်သူတွေကိုတော့အခုဒီဒီကဟိုလွတ်တော်ကတော့เนาะပို့ပြီးတော့စိတ်ဝင်စားမှုပြလာပြီပေါ့ဟုတ်ကဲ့အဲ့တော့ဒီစိတ်ဝင်စားမှုပြတာကိုကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့အနေအထားရအောင်ကကျွန်တော်တို့တည်မှမှန်ပေးဖို့လိုတယ်ကျွန်တော်တို့အဲ့ဒီဒီမှာနေတဲ့မြန်မာပြည်သူတွေကเนาะဟိုမြန်မာပြည်ပွားပေါ့เนาะအမေရိကန်သားဟုတ်တဲ့လူတွေက သူတို့ကဒီသူတို့ရဲ့အမတ်ဒီပါရီကိုတိုက်ရိုက်တောင်းဆိုလို့ရတယ်ဆက်သွယ်လို့ရတယ်ဒါပေမဲ့အဲ့ဒီကိစ္စမှာလောက်တာကိန်းတာအားနေကြတယ်ဗျအဲ့လိုပဲဟိုဘာသာစကားမကျွမ်းကျင်လို့တို့ဒီကနော်ဟိုနိုင်ငံရေးမကျွမ်းကျင်လို့တို့နော်အဲ့ဒါမျိုးတွေနဲ့တိတ်ပြီးတော့မလုတ်ဖြစ်ကြအောင်အဲ့တော့တကယ်တော့ဒီဟိုအမတ်ဒီနဲ့ဆက်သွယ်ပြီးတော့နော်ဟိုသတင်းပေးနေတဲ့လူတွေကပြောတော့ပြန်ကြီးစားတွေများတယ် ကျေးဇူးရည်များတော့သူတို့ကိုဒီထောက်ပံ့တဲ့လူတွေရဲ့เนาะဆန္ဒကိုလိုက်ပြီးတော့အဲ့ဒီဘက်ကိုစောင်းပြီးတော့သူတို့ကเนาะငှက်မြတာတာမဟုတ်ဘဲနဲ့တောင်းဆိုရတာပေါ့လေအဲ့တော့ကျွန်တော်တို့အများလူကျင်တာကိုတောင်းဆိုခြင်းလို့ရှိရင်အများကဒီ advocacy ပေါ့เนาะကိုယ့်ရဲ့အမတ်ကိုကိုဆက်ွယ်ပြီးတော့တည်င်းမှန်မှန်ပြေးဖို့လိုတယ် တော့အခုမနေ့က hearing တော့မှတချို့ဆရာတွေကအဲ့လိုသတင်းအချက်အလက်လေးတွေကလွဲတာတွေရှိတယ်ဗျာအဲ့လိုမျိုးတွေကြာလို့ရှိရင်တွေ့ရင်ချက်ချင်းအဲ့ဒီတို့မမမသိတဲ့လူကိုချက်ချင်းပြောမှာနော်ပြီးတော့သူတို့တကယ်လို့သတင်းမှားနေတဲ့အတွေးခေါ်မှားနေတယ်ဆိုရင်ဥမာဆိုလို့ရှိရင်ကိုအမတ်ကမေးတယ်မလားနော်ဒီဟိုဟိုတရုတ်ကိုအစားထိုးဖို့နော်အမေရိကန်ကဒီစစ်တပ်နဲ့ဆက်သွယ်ရင် မဖြစ်နိုင်ဘူးလားဆိုတော့နော်အဲ့တော့အဲ့ဒါမျိုးဆိုလို့ရှိရင်အခုကျွန်တော်တို့ဘက်ကတော့ဖြည့်ပြီးတဲ့လေဒီက American နိုင်ငံဘောကနိုင်ငံသားနော်သူကသူတို့ကရှင်းရှင်းလင်းလင်းဖြည့်နိုင်တော့နောက်ပညာရှင်ကလေအဲဒီလိုတော့လုံးဝမဖြစ်နိုင်ပါဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒါမျိုးလေးဟိုဝိလေကြောင်မှလောက်တာလေဘာဖြစ်လဲဆိုရင်ကျွန်တော်မြင်နေနော်အခုဟိုဒီကြားဖြတ်နေကိုအတူရောင်နှိမ်နေနေတော့ဗောလေနော် အခုဟိုပထမဆုံးဟို sanction လောက်ခံထိတဲ့ BGF နဲ့เนาะစစ်တပ်နဲ့ပေါင်းပြီးတော့ဒီ building တွေဖြိုးနေတယ်ဖိလစ်ပင်းမှာတော့အဲ့ဒီ building တွေပတ်စံအများကြီးဟိုအကုန်ခံပြီးတော့ဆောက်ထားတာသူတို့ပြန် repurpose လုပ်လိုက်တယ်ဗျာဒီ building ကိုကြောင်းလုပ်လိုက်မယ်ဆေးရုံလုပ်လိုက်မယ်ဘာညာလေအခုကျတော့ဖြိုပြစ်နေတယ်ဆိုတော့ for sure လာတော့ဖြစ်ရင်တက်တဲ့အထောက်အထားဖြည့်စည်းတာလားဘာမှမသိဘူးလေ နော်အဲ့ဒါမျိုးတန်တရားဖြစ်เสียရှိတယ်ဒီကဟိုသတင်းသမားတွေကတော့ဘယ်သူမှမယူဘူးညနော်အဲ့တော့ဟိုသူတို့စီကနေပြီးတော့ဒီချင်းကမှာပဲဒီကအစိုးရအောင်ကျွန်တော်တို့ဓာရီလုံနေပါတယ်နော်အဲ့တော့ဓာရီကိုကျွန်တော်တို့လုတ်ဖို့အတွက်ကြံဖြတ်နှိမ်နှင်းဖို့အတွက်အကူအညီပေးပါဆိုလို့ရှိရင်သူတို့ဘက်ကနေလိုက်ပြီးတော့ပြောပေးမယ်အမှတ်လည်းရှိမယ်လော်ဘီယစ်တွေလည်းရှိမယ်အဲ့ဓာရီကိုကျွန်တော်တို့က နော်မှန်မှန်ကန်ကန်တုံ့ပြန်နိုင်ဖို့နော်ကျွန်တော်တို့ဟိုဒီမှာနေတဲ့ဗမာတွေနော်ဟိုပူနားလေဖို့လို့တော့ပေါ့နော်နောက်မှန်မှန်ကန်ကန်တို့ဟိုရုတ်တက်ကင်တက်အောင်ဒီကူတော့လုတ်ပေါ့ဗျာနော်ကိုကဥမဆောင်နိုင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပို့ပြီးတော့ဒီဟို advocate လုပ်ဖို့လို့ရတယ်အမေရိကန်အစိုးရအဲ့လွတ်တော်တွေဘာတွေနဲ့လေဆက်သွယ်ဖို့လို့ရတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ဒါကတော့ပြီးခဲ့တဲ့နိုမာလာ19ရက်နေ့ကကျင်းပခဲ့တဲ့အမေရိကန်အောက်လွှတ်တော်ဒီနိုင်ငံရာရေးကော်မတီရဲ့မြန်မာအရေးစွန့်နှိမ့်ချက်တွေအပေါ်မှာအခြေခံပြီးတော့တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ဖြေရှားပေးတဲ့ဆရာဦးကျင်းချွေကို